မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက်အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှန်ကိုဖိတ်ကြားထားခြင်းမရှိဘူးလို့မလေးရှားအစိုးရနဲ့ပုံမှန်ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတဲ့တော်လန်တရိတ်မြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အကြံဖက်စစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေ CDM တွေနဲ့စစ်ပြေးရဲပြည်တွေကိုဖမ်းဆီးနိုင်ဖို့အတွက် Person Scrutinization and Monitoring System PSMS application ကို အစစ်မြစ်တင်ပြီးနမယ်ပြက်စီရင်သွင်းထားသူတွေရဲ့အရေးအတွက်ကိုလည်းထတ်တိုးဖို့ကိုညွှန်ကြားထားတယ်လို့ပြည်ထောင်စုဝန်ကြီးဌာနစီကနေသိရပါတယ်။မင်းအောင်လိုင်ကောင်းဆောင်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလူမှုကွန်ရက်စောင့်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ် PSMS application ကိုလုံခြုံရေးအစစ်မြစ်တင်တာနဲ့နမယ်ပြက်စီရင်တွေထတ်တိုးတာကိုအခုအော်တိုဗလာအတွင်းမှာလှုပ်ဆောင်မှုအတွက်ပြည်내နဲ့တိုင်းဒေသကြီးများအားလုံးကိုညွှန်ကြားလိုက်ပြီးအဓိကအားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲပေါ်နေတယ်လို့သိရပါတယ်။ ချက်ဖို့ပါတီကနေတဆင်အတူရောင်ရွေးကောက်ပွဲဝင်ကြမယ်အချက်ဖက်စစ်တပ်က new saw online တွေမြထွန်းဦးတအောင်ဆန်းအပါဝင်အစိုးရအဖွဲ့ယာဒူးယူထားတဲ့သူတွေဟာလက်ရှိတာဝန်တွေကနေပါအနားမယူပဲမဲဆွဲစီယုံရွေးကောက်ပွဲဝင်ကြအောင်မှဖြစ်တယ်လို့ချက်ဖို့ပါတီတည်င်းအရင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်